အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ် America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးမယ့်သတင်းကတော့ ICE အဖွဲ့ကတရားမဝင် ကျူးကျော်တွေကိုဖမ်းတာကိုဝင်ရောက်နှောက်ယှက်လို့ပြည်내တရားသူကြီးကို FBI ကဖမ်းပြီးထောင်ချလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ် သတင်းအဖြစ်ဆုံးကတော့ Washington Post ကဧပြီလ25 2025မှာတင်ဆက်သွားတာကတော့ Wisconsin ပြည်နယ် Milwaukee ခရိုင်မှ ခရိုင်တရားသူကြီး Hannah Dugan ဆိုသူအမျိုးသမီးအား Trump အစိုးရကနေပြီးတော့အစွမ်းကုန်စ조사ပြီးမြေပေါ်မြေအောက်မကြမ်းရှာဖွေဖမ်းဆီးနေတဲ့ခိုးဝင်ကျူးကျော်ဒုစရိုက်ရွှေပြောင်းနေထိုင်သူတွေကိုဖမ်းဆီးနေမှုအပေါ်ဝင်ရောက်နှောက်ယှက်မှုဖြင့် FBI ဌာနကနေပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါပြီ။ တမရထရမ်ရဲ့ ICE အဖွဲ့ရဲ့လှုပ်ဆောင်ချက်နဲ့တာဝန်တွေကိုဝင်ရောက်ဟန့်တားတဲ့မိသူမဆိုဝေတရားနှောက်ယှက်မှုဖြင့်ယခုလိုဖမ်းဆီးခံရမည်ဖြစ်ကြောင်းထရမ်အဖွဲ့ရဲ့ဒေသခံအုပ်ချုပ်ရေးအဖွဲ့ကြီးများအားတတိပေးပြောကြားလိုက်ပါပြီ။ထရမ်အစိုးရလက်ထက်မှာအသစ်ခန့်အပ်လိုက်တဲ့အိန္ဒိယနိုင်ငံသားကာရှ်ပတ်တယ်ဟာ FBI ဌာနရဲ့ဥက္ကဋ္ဌအသစ်ဖြစ်လာပြီး သူကထုတ်ပြန်ကြေညာသွားတာကတော့ ICE အဖွဲ့က Wisconsin ပြည်နယ်မှာ ခိုးပင်ကျူးကျော်ရာဇဝတ်သားတို့အားဖန်ဆင်းရန်ကြိုးပမ်းနေစေနေစဉ်တွင်အဲ့ဒီတရားသူကြီးဟာရည်ရွယ်ချက်ရှိရှိနဲ့ဂရမစွာနှုံပြပြီးမှားရင်းစွာလှုပ်ဆောင်မှုကြောင့်တရားဝေတရားနှောက်ယှက်မှုဖြင့်ဖန်ဆင်းခဲ့ကြောင်းပြောလိုက်ပါတယ်ဖြစ်စဉ်အသေးစိတ်ကတော့ပြီးခဲ့တဲ့တောက်ကြနေ့မှာ ice အဖွဲ့ကဖန်ဆင်းမိခဲ့တဲ့ခိုးပင်ကျူးကျော်ရာဇဝတ်သားကို Wisconsin ပြည်နယ်ကခရိုင်တရားရုံးမှာ လူဝင်မှုကြီးကြရေးဥပဒေအရပြည်နေထံပြည်ရန်တရားရင်ဆိုင်နေစဉ်အခုဖမ်းဆီးခံလိုက်ရတဲ့တရားသူကြီးကနေပြီးတော့ ICE အဖွဲ့ကိုသူမရဲ့တရားရုံးတော်ကနေပြီးတော့ထွက်ခွာခိုင်းခဲ့ပြီးတရားခဏ်နဲ့သူ၏ရှေ့နေသူကိုတော့အမှုဆက်မစစ်တော်ပဲတရားရုံးရဲ့တည်ဆန့်ထွက်ပေါက်မှတိတ်တဆိတ်ထွက်ခွာသွားစေခဲ့ပါတယ်။ကံကောင်းထောက်မှစွာပဲအဲ့ဒီတရားခဏ်ကို ICE အဖွဲ့ကရုံးတော်ပြင်ပမှာချက်ချင်းတွေ့ရှိလို့ပြန်လည်ဖမ်းဆီးရမိပြီး ခိုးပင်ကျူးကျော်တွေကို ထိမ့်သိမ်းထားတဲ့အကျဉ်းစခန်းကို ခေါ်ဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲ FBI ဥက္ကဋ္ဌပတ်တယ်ကတရားသူကြီးရဲ့အခုလိုပြုမှုလှုပ်ဆောင်ချက်ဟာအမေရိကမှာနေထိုင်နေသူ နိုင်ငံသားတွေရဲ့ကြားအလွန်အနည်းကြီးမားစေတယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။အခုတော့အဲ့ဒီတရားသူကြီးဒွန်ကန်ဟာရာဇဝတ်သားတဦးအားဖမ်းဆီးချက်မှဖုံးကွယ်မှုဝေတရားနှောက်ယှက်မှုများဖြင့်ဆွဲချက်တင်ခံရပြီးသူမကိုယ်တိုင် တရားရုံးမှာတရားသူကြီးဘဝကနေပြီးတော့ချက်ချင်းတရားခံဘဝကိုရောက်ရှိသွားပြီးတော့တရားရှင်ဆိုင်သွားတော့မှာဖြစ်ပါတယ်အခုတော့သူမဟာရှေ့နေတယောက်မှားထားပြီးသူမကိုအခုလိုဖမ်းဆီးခံလိုက်ရတဲ့အတွက်နောင်တရရပြီးဖမ်းဆီးမှုမှလွတ်မြောက်ပြေးရန် တောင်းဆိုလိုက်ပါတယ်ပြီးတော့သူမကိုစစ်ဆေးမဲ့တရားသူကြီးစတီဖန်ဒရိုက်အားလည်းသူမအခုလိုလှုပ်လိုက်ရတာဟာပြည်သူပြည်သူရဲတွေရဲ့လုံခြုံရေးအတွက်စိုးရိမ်ပြီး အမိန်ပေးခဲ့တာပါလို့အယူခံတင်ပါတယ်။သူမရဲ့ရှေ့နေကတော့သူမဟာအမှုမှလူငင်းချမ်းသာခွင့်ရရှိရေးအတွက်သူမကိုသူမအစွမ်းကုန်ပြင်းပြင်းထန်ထန်ကာကွယ်သွားလိမ့်မယ်လို့ယုံကြည်ကြောင်းပြောကြားသွားပါတယ်။တရားရုံးရဲ့ပြင်ပမှာတော့တရားသူကြီးဒွန်ကန်ဟာဒွန်ကန်ကို ထောက်ခံပြီးတော့ Trump အစိုးရနဲ့ ICE လူဝင်မှု ကြီးကြပ်ရေးအဖွဲ့ဝင်တွေ DEA အဖွဲ့တွေကိုကန့်ကွက်တဲ့လူတချို့ကလာရောက်ပြီးသူမကိုအမြန်လွှတ်ပေးပြီးတော့ မူလရာထူးပြန်လည်ပေးအပ်ရန်တောင်းဆိုဆန္ဒပြမှုတွေကိုတွေ့ခဲ့ရပါတယ်။ KI အမှုဆောင် David Crowley ကတော့တရားသူကြီး Duncan အဖမ်းခံရခြင်းနဲ့ပတ်သက်၍တရားဥပဒေစိုးမိုးရေးအရာရှိတွေကို ကြီးမားသောရင်းရင်းမှုစွမ်းဆောင်မှုပြုလုပ်သူများအဖြစ်သူကချီးကျူးလိုက်ပြီးတော့ Trump အုပ်ချုပ်ရေးအဖွဲ့ကိုတော့ကျွန်တို့ရဲ့အတိုင်းအဝိုင်းတွင်အကြောက်တရားနဲ့ရန်လိုမုန်တီးမှုတွေကို တိုးပွားလာစေအောင်ကြိုးပမ်းနေသည်ဟုဆွဆွဲလိုက်ပါတယ်။ ဒါပေမဲ့ Wisconsin ပြည်နယ်ရဲ့ Republican ခေါင်းဆောင် Tyl August ကတော့ FBI ရဲ့လုပ်ရက်ကိုချီးကျူးလိုက်ပြီးလွှတ်တော်မှာရှိတဲ့ Republican တွေကလည်းဒီလေးနက်တဲ့ဆွဆွဲချက်တွေကိုအတည်ပြုပါက ပြက်ပြက်သားသားရေးယူဆောင်ရွက်ရမယ်လို့ပြောပါတယ်။ Wisconsin ပြည်နယ်ဟာဆိုရင်တော့ဥပဒေပြုအမတ်တွေဟာပြည်နယ်တရားသူကြီးတွေကိုဖယ်ရှားနိုင်ခွင့်ရှိတဲ့ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။တက်ကြွလှုပ်ရှားသူဟုတစိုက်ကတ်ထားသောတရားသူကြီးများအား ပြန်ပြန်လဲတန်ခတ်ပြီးတော့အပြစ်ဒဏ်များပေးရန်ကြိုးပမ်းမှုမှာအခုဒွန်ကန်ရဲ့ဖမ်းဆီးခြင်းကိုတိတာထင်ရှားသောခြေလှမ်းအဖြစ်ထရမ့်အစိုးရရဲ့တာဝန်ရှိသူများက အများပြည်သူသိရှိအောင်ဆိုရှယ်မီဒီယာများမှာရေးသားထုတ်လွှင့်လိုက်ပါတယ်။ Wisconsin ပြည်နယ်ရဲ့ရှေ့နေချုပ်ဖြစ်သူ Pan Bondi ကတော့ Duncan ဟာယာစုပဲမှုကျူးလွန်တဲ့ယာစုပဲသားတွေကိုအပြစ်ပေးအရေးယူရမယ်အစား အကာအကွယ်ပေးနေပြီးလွတ်မြောက်အောင်ဥပဒေအောက်ကနေဒိတ်တဆိတ်လွတ်မြောက်အောင်ပြုလုပ်နေကြောင်းအဲ့ဒီလိုပြုလုပ်ပြုလုပ်နေခြင်းဟာဇာစုဝိသားတွေကိုစ조사ဖမ်းဆီးနေတဲ့ဥပဒေဘက်တော်သားတွေရဲ့အသက်အန္တရာယ်ကိုအန္တရာယ်ပြုနေကြောင်းပြောဆိုလိုက်ပါတယ်။တစ်ဆက်တည်းမှာပဲ New Mexico ကတရားသူကြီးတယောက်ဟာဆိုရင် Venezuela နိုင်ငံကဇာစုဝိသားခိုင်းသားတယောက်ကိုသူ့ဤနေအိမ်တွင်ခိုအောင်နားနေစေခဲ့တယ်လို့ဆွဆွဲခံရပြီး ယာဒူးမှနှုတ်ထွက်သွားတဲ့ကိစ္စကိုလည်းဥပမာပေးကမိမောင်းထိုးပြသခဲ့ပါတယ်။တရားသူကြီးတွေဟာမှားယွင်းစွာနဲ့သူတို့ဟာ ဥပဒေရဲ့အပေါ်မှာ ရှိနေပြီးဥပဒေကို ပြင်ဆင်ချုပ်ကန်နိုင်လိမ့်မယ်ထင်ရင်မှားယွင်းနေပြီဖြစ်ကြောင်းနဲ့အဲ့ဒီလိုဥပဒေအပေါ်မှာဘီသူမှမရှိစေရရှိနေရင်တော့ကျွန်တော်တို့ဥပဒေဘက်တော်သားတွေကတော့တင့်ကိုလိုက်လံရှာဖွေဖမ်းဆီးပြီးအရေးယူသွားမှာဖြစ်ကြောင်းပြောလိုက်ပါတယ် Trump အစိုးရရဲ့ထိတ်တန့်အရာရှိတွေကတော့အခုဆိုရင် American တဝန်းလုံးကပြည်နယ်တရားသူကြီးတွေအားတာဝန်ရှိသူတွေကခိုးဝင်ကျူးကျော်တွေကိုဖမ်းဆီးအရေးယူမှုတွေကိုဝင်ရောက်နှောက်ယှက်တာတွေပြုလုပ်လာရင်တော့ယာဒူးကနေဖယ်ရှားပြီးဝတ္တရားနှောက်ယှက်မှုဖြင့်အပြင်းထန်အရေးယူသွားမည်ဖြစ်ကြောင်းတနိုင်ငံလုံးကိုကြေညာလိုက်ပါပြီ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။သတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်း America ရဲ့သတင်းအမှန်များကို စ조사ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube Channel လေးကိုတိုက်နှစ်သက်ခင်ရင် Like and Subscribe လုပ်ပေးခဲ့သွားပါ So please take care of yourself and each other bye bye